အမေရိကန်ရဲ့ရည်မှန်းချက်ဟာအီရန်ရဲ့နျူကလ িয়ার အခွင့်အရေးတွေပျောက်ကွယ်သွားအောင်လုပ်ဖို့ပဲဆိုရင်တီဟီရန်အနေနဲ့အဲ့ဒီအခွင့်အရေးတွေကနေလုံးဝနောက်ပြန်ဆုတ်သွားမှာမဟုတ်ဘူးလို့နိုင်ငံသားရေးဝန်ကြီးအဘတ်အရက်ချီကပြောလိုက်ပါတယ်အိုမန်မှာအီရန်နဲ့အမေရိကန်ကြားနျူကလ িয়ার ဆွေးနွေးပွဲနောက်တစ်ကြော်ပြုလုပ်ဖို့အစီအစဉ်ထားတဲ့ရက်မတိုင်ခင်တရက်အလိုဒိုဟာမြို့မှာဝန်ကြီးအရက်ချီကအခုလိုပဲပြောကြားခဲ့တာဖြစ်ပါတယ်။အိုမန်မှာတီဟီရန်နဲ့ဝါရှင်တန်ကြားမေလ17ရက်ကနောက်ထပ်တစ်ကြော်ဆွေးနွေးခဲ့ကြပါတယ်။ နှိမ့်နိုင်မှုတွေရဲ့ရည်ရွယ်ချက်ကအီရန်ရဲ့နျူကလ িয়ার အခွင့်အရေးတွေကင်းစင်သွားအောင်လုပ်ဖို့အတွက်ဆိုရင်မိမိတို့အနေနဲ့မိမိတို့ရဲ့အခွင့်အရေးတွေကနေလုံးဝနောက်ဆုတ်သွားမှာမဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုကြောင်းဝန်ကြီးအရချီကပြောတာပါ။ ယူနီယံတန့်စင်မှုဟာအီရန်ရဲ့အခွင့်အရေးဖြစ်တဲ့အပြင်နှိမ့်နိုင်လို့မရတဲ့အခွင့်အရေးဖြစ်တယ်လို့အီရန်ကအကြိမ်ကြိမ်ပြောဆိုထားကာအမေရိကန်အရာရှိတချို့ကတန့်စင်မှုလုံးဝရပ်ဆိုင်းရေးတောင်းဆိုမှုကိုပယ်ချထားပါတယ်။အမေရိကန်ရဲ့သဘောတူညီမှုတစုံတရာရယူခဲ့ရင်အီရန်ရဲ့ယူနီယံတန့်စင်ရေးဆက်ယုံတွေကိုဖျက်ဆီးပြရမှာဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အထူးကိုယ်စားလှယ်စတီးဝစ်ကော့ကမေလ9ရက်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးအတွင်ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့နျူကလ িয়ার လှုပ်ရှားမှုတွေကိုတားဆီးဖို့တီဟီရန်နဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားလက်မှတ်ရေးထိုးခဲ့တဲ့2015နျူကလ িয়ার သဘောတူညီမှုကနေအမေရိကန်ကိုနှုတ်ထွက်စေခဲ့တဲ့ထရန့်ကရှေ့ကျနေပြီးဖြစ်တဲ့အငင်းပွားမှုကိုဖြေရှင်းရေးသဘောတူညီမှုအစ်စ်မရယူရင်အီရန်ကိုဘုံကျဲပြစ်မယ်လို့ချိန်ချောက်ထားပါတယ်။ 2015ခုနှစ်သဘောတူညီမှုကအမေရိကန်နှုတ်ထွက်သွားပြီးနောက်ပိုင်းအီရန်ကအချိန်မြင့်တင်လာတဲ့နျူကလ িয়ার စီမံကိန်းဟာလက်နက် ထုတ်လုပ်ရေးအတွက်ရည်ရွယ်ထားတာဖြစ်တယ်လို့အနောက်နိုင်ငံတွေကပြောပေမဲ့တီဟီရန်ကအရက်ဖက်တီးတန့်အတွက်ဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်မိမိတို့အနေနဲ့နျူကလ িয়ার ဆွဲအင်ကိုငြိမ်းချမ်းစွာအသုံးပြုခွင့်ရှိပြီးလက်နက်ထုတ်လုပ်ဖို့မဟုတ်ကြောင်းကိုအမေရိကန်နဲ့ဒိုင်းရိုက်မဟုတ်တဲ့ဆွေးနွေးမှုတွေအတွင်းရှင်းရှင်းလင်းလင်းပြောပြထားပြီးဖြစ်တယ်လို့ဝန်ကြီးအာရချီကပြောပါတယ်။ အီရန်ကယုံကြည်မှုကောင်းကောင်းနဲ့ဆက်လက်ဆွေးနွေးပြီးအဲ့ဒီဆွေးနွေးမှုတွေရဲ့ရည်ရွယ်ချက်ဟာနျူကလ িয়ার လက်နက်မရရှိစေရေးဖြစ်တဲ့ဆိုရင်သဘောတူညီမှုရနိုင်တယ်လို့အာရချီကပြောဆိုထားတာဖြစ်ပါတယ်။